အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ1994 1998နဲ့2002ခုနှစ်မှာ Brazil Racing အသင်းက World Cup Final ကို3ချိန်ဇက်တိုက်တက်ရောက်ခဲ့တယ်94တုန်းကတော့ Brazil က Penalty အဆုံးဖြတ်မှာ Italy ကိုနိုင်ပြီး Champion ဖြစ်တယ်အဲ့ကနေမှစဉ်98လဲကြတော့သူတို့ Ancient ပြင်သစ်ကိုသူတို့ရှုံးပြီးတော့ဒါ2000နှစ်မှာတော့ဂျာမနီကိုနိုင်ပြီးသူတို့ချန်ပီယံဖြစ်တယ်။သူတို့သူတို့ဥရောပ 3သိန်းနဲ့သူတွေ့တယ်တပွဲကအမေရိကန်မှာကျင်းပတယ်တပွဲကအာရှမှာကျင်းပတယ်တပွဲကဥရောပမှာကျင်းပတယ်ဆိုအာရှမှာချန်ပီယံဖြစ်တယ်အမေရိကန်မှာချန်ပီယံဖြစ်ပြီးဥရောပမှာသူချန်ပီယံဖြစ်ဘူးအဲ့ဘရာဇီးလ်ကအခုလက်ရှိ World Cup မှာအအကောင်းဆုံး history ပဲ back to back final 3ချိန်တက်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ back to back နှစ်ချိန်တက်တဲ့အသင်းတွေရှိတယ်နှစ်ချိန်ပိုဆွဲတဲ့အသင်းတွေလည်းရှိတယ်ဘရာဇီးကိုတိုင်းအီတလီကိုတိုင်းချန်ပီယံဖြစ်တယ်ဒါပေမဲ့ question က ကီလီယန်အမ်ပါပေနဲ့ဒီဒီဒေးရှော့ဦးဆောင်တဲ့ပြင်သစ်ဟာ back to back world cup final သုံးကြိမ်တက်နိုင်လားချန်ပီယံရောဖြစ်နိုင်လားအခုပြင်သစ်ကအခုမနေ့ကကစားခဲ့တဲ့ချီစစ်ပွဲမှာသူတို့ထပ်ပြီးတော့ကိုးပြတ်နိုင်သွားတယ်ပြင်သစ်တွက်ကဒီဘယ်လိုပြောမလဲအဇာဘိုင်ဂျန်ကိုနိုင်တာကသူပြဿနာမရှိဘူးဒါပေမဲ့ပြင်သစ်အသင်းကိုကြည့်လို့ရှိရင်သူတို့ကိုဇာဖစ်အရန်ဆန်တဲ့အချက်ရှိတယ် defense အရန်အားကိုးတာမှန်ပေမဲ့ talented player တွေလုံးဝကိုရိုက်တက်လို့တော့မကုန်ဘူး ပြည်သစ်တွေမှာတကယ် quality player တွေအများကြီးရှိတယ်။အဲ့ဒီချက်ကကျွန်တော်ပြင်သစ်ကိုအမြဲတမ်းကြိုက်တဲ့အချက်တစ်ချက်ပဲ။ဒါကျွန်တော်အာဆင်ပြည်သက်တွေအများစုဆိုရင်အာဆင်ဗင်ဂါလက်ထက်မှာ Thierry Henry တို့ Manuel Petit နောက်တစ်ဖက်က Robert Pires အပါဝင် French player တွေတော်တော်လေးများတယ်ဗျ။အဲ့မှာပြင်သစ်ကိုကြိုက်တဲ့သူတော်တော်များများရှိကြတဲ့အထက်မှာအခုလက်ရှိမှာအဲ့ပြင်သစ်ကအခုလက်ရှိကျွန်တော်အမြင်ပြောတာပေါ့တော်တော်လေး strong ဖြစ်တဲ့ squad ကိုပိုင်ဆိုင်ထားတယ်။ကွင်းလေကြည့်မလား၊တိုက်စီကြည့်မလား၊ခံစီကြည့်မလား။ နံပါတ်၁ပြအခု okay mike manual ဟာ maybe challenge duna room တော့ကောင်းချင်မှာကောင်းမယ် alison တော့ကောင်းချင်မှာကောင်းမယ် maybe in terms of work အတွေ့အကြုံရဆိုရင် emmy martinez တော့ကောင်းချင်မှာကောင်းမယ်ဒါပေမဲ့သူက more than decent goalkeeper တယောက်ပြအဲ့ဒါအပြင်ကိုပြည်သိရဲ့ကျွန်တော်ပြည်သိလူစင်းတစ်ချက်ကျွန်တော်မပြောခင်မှာ DD Dishaw ကစားမပွားမှာယူရိုရဘူးတယ်2000ခုထဲမှာယူရိုရတယ်လေဝိစေအသင်းနဲ့ဝိုကက်ရဘူးတယ်ပြီးတော့ကစားမပွားကနေ နီးပြပွားနဲ့ယူရိုဖိုင်နယ်တက်ပြီးတော့ Nation League ကိုသူယူပေးတယ်ပြီးတော့နီးပြပွားနဲ့ World Cup Champion ဖြစ်ထားတယ်ဆိုတော့ World Cup ကိုသူကနီးပြပွားမှာကစားမနီးပြရထားတယ်ယူရိုကတော့သူဖိုင်နယ်ပေါ့လေသူရဲ့ပထမဆုံးဖိုင်နယ်က Portugal ကိုသူရှုံးသွားတာ Asian ဖြစ်သူတို့ကျင်းပတဲ့2016လုံးကဆိုတော့ဒီရှုံးကတကယ် major ပွဲကြီးတွေမှာတော်တော်လေးလုံပြတတ်တယ်ဆိုတဲ့အချက်သူစကင်တဲ့အချိန်2016ကနေ Euro Final တက်တယ် World Cup Champion ဖြစ်တယ်ပြီးတော့မှ Nation League Champion ဖြစ်တယ် World Cup Final ထပ်တက်တယ် ဆိုတော့သူတို့အသင်းဟာပြင်သစ်ဟာမေဂျာတော်နမန်တွေမှာတော်တော်လေးဒါပြီးခဲ့တဲ့ယူရိုမှာသူတို့ဆီမီဖိုင်နယ်မှာရှုံးသွားပေမဲ့ပြင်သစ်ကတော်တော်လေး strong ဖြစ်တဲ့အခုကျွန်တော်ပြင်သစ်ကိုကြည့်လိုက်ပြင်သစ်မှာကျွန်တော်အမြဲတွေ့ရတဲ့ချက်ကစင်ဆက်မပြတ်တော့တဲ့ခံစစ်အခုတိုက်စစ်ဆိုလည်းတော်တော်လေးကြောင်းပြင်သစ်မှာဗျာ Olivier Giroud နောက်ပိုင်းမှာအထောင်ဆိုင်စစ်မှုစစ်စစ်မရှိဘူးဒါပေမဲ့သူတို့မှာပိုးများလာတဲ့တောင်ပန်လိုလိုတိုက်စစ်လိုလိုကစားမတွေရဲ့များပြလာတဲ့ဘူနောက်ခံလူတွေဟာပြင်သစ်ကတခြားအသင်းနေနေအောင်မတူဘူး maybe ကွင်းတွေကလည်းနည်းနည်း weak အောင်ဖြစ်နိုင်တယ်ကျွန်တော်ဗျာအခုကိုယ်မှာ my menu ရှိတယ် အရန်ကလူကက်ရှက်ဗလီယာရှိတယ်ပြဿနာမရှိဘူး left back ချန်ကတော့နည်းနည်းပြင်းသစ်တူကလူကက်ဒီညီရှိတယ်အက်စတန်ဗီလာကဒါပေမဲ့အဓိက first strike ကထေယိုဟန်နန်ဒက်စ်အာလီမှာကစားနေတယ်ဒါပေမဲ့သူဟာ stay world class အဆင့်ရှိတဲ့ left back ဖြစ်တယ် right back မှာအခုမာလူဂူစတိုရှိတယ်ဒါပေမဲ့အခု first strike က choose conti က first strike အဲအဲ့ဒါပြင် center back မှာကနာတီရဲ့ဥပမခါနိုးရဲ့ပြီးတော့မှလန်ဂလက်ရှိတယ်ပြီးရင် စလီပါရှိတယ်စလီပါက first strike ပြန်ခနာတီနဲ့ဥပမခါနိုကအလှည့်ကြဘူးဖြစ်မယ်တချို့ဘက်တွေမှာခနာတီနဲ့စလီပါတွေ့တယ်တချို့ဘက်တွေမှာဥပမခါနိုနဲ့စလီပါတွေ့တယ်မပြစ်သစ်ဆန်တဲ့ဘက်ကတော်တော်လေး strong ဖြစ်တဲ့ဆန်တဲ့ဘက်လက်ရှိကမ္ဘာမှာအကောင်းဆုံးအတွေ့အကြုံတွေကတွဲပဲအဲ့ဒါကိုမှကျွန်တော်တို့ထပ်ပြီးတော့ကြည့်အောင်လားအခုပြင်သစ်ကအခုအဲ့နောက်တန်းတကြောဂူသမားတကြောကဘာမှပြောစရာမရှိဘူး။ကွင်းလေကသူတို့ရဲ့ main က Aurelio Tuchermandi နဲ့ ်အက်ဒရီယန်ရာဘီယော့စ်ဒါလို့ဖိုးဖို့ပါလို့ကစားမမျိုးကိုသူပြီးခဲ့တဲ့2024မှာတော့မှအန်ဂိုလိုခန်တီကိုတုံးခဲ့တယ်လို့မျိုးဖိုးပါပြန်ပြီးတော့ fit ဖြစ်လာရင် maybe ဖိုးပါပြန်ပါနိုင်တယ်ပြည်သူ့ရဲ့ကိုယ်နဲ့က leadership ပျောက်ဆုံးနေတာအဲ့ leadership ကပြင်သစ်တကယ်လိုအပ်တာအာရှော်မန်နီနဲ့တူထားကြရင်မန်လူကိုနီဆိုပြီးတော့ရိုမာရဲ့ကွင်းလေကစားမှကစားတယ်အက်ဒရီယန်ရာဘီယော့စ်ကစားတယ်ကျွန်တော်ထင်တော့အက်ဒရီယန်ရာဘီယော့စ်ကဖြစ်နိုင်ချေနဲ့အကောင်းဆုံးတင့်တော်ဆုံးနဲ့အတွေ့အကြုံရှိဆုံးဆိုတော့ ရှော်မာနီနဲ့အက်ဒရီယန်ရော်ဘီဆိုကစားတဲ့ကွင်းထဲမှာပြင်သစ်ကတီဂျာပေါအခုဒီကြမှာအရန်မှာတူရန်တို့ပါလို့ရှိတယ်ကိုမာနိုကိုနီတို့ပါလို့ရှိတယ်ဒီလိုဖော့ပါပြန်လာရင်ဖော့ပါရှိဦးမယ်အဲ့ဒါကိုမှပြင်သစ်ကအခုဟိုတနေ့က तू 442 flag ကစားသွားတာဗျာအဲ့ဆိုရင်သူ့ရဲ့တောင်ပံမှာ Kingsley Coman ရှိတယ်ဒီဘက်က Michael Olise ရှိတယ်ဆိုတော့အခုတော်တော်ဆယ်မှာ Duwe ရှိတယ် Dambele ရှိတယ် Bagola ရှိတယ် Coman ရှိတယ် Olise ရှိတယ် Winger ကြီးပဲကျွန်တော်၅ယောက်အနည်းဆုံးရှိတယ် Center forward မှာ Akitiki ရှိတယ် အမ်ဘာပေးထားလို့ရတယ်အဲ့ဒါအပြင်ကိုတူဝမ်ကြံသေးတယ်ဝမ်ဒန်ခိုလိုမွားလေးကြံသေးတယ်ကျွန်တော်ခရစ်စတိုဘာအန်ကူကူပါညာထဲမတွက်သေးဘူးပြင်သစ်မှာအမတန်များတယ်နောက်ဆုံးပြယုံဖလစ်မထဲထားကိုခေါ်သွားအောင်မလားညပြလာတဲ့ကစားမှာပြင်သစ်ကကျွန်တော်အဖြစ်နိုင်ခြေရှိတဲ့သူ့ရဲ့အသေးပေါ့သူတို့ကအန်ထရွန်ဂရီစမန်မရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီနံပါတ်30ကိုမှနည်းနည်းလေးအားနေသွားတယ်ဘာလို့လဲဂရီမန်ရှိကဖန်တီးမှုလေအခုအခုလက်ရှိပြင်သစ်က face ကိုဥတီတာဗျာအရင်ကလိုကစားကွက်နဲ့ခေါင်းတိုက်တာတို့အခုက face pure face ဖြစ်သွားပြင်သစ်အသင်းက ါအခု Michael Olisi ချီကနေဖန်တီးမှုတွေရနိုင် Kingsley Coman က slightly different type player ဖြစ်တယ်ဗျာအဲ့ထဲမှာကျွန်တော်တို့ Dembele ရှိတယ် Dembele ရှိတယ်ပြီးတော့မှ Dure ရှိတယ်အဲ့ပြီးတော့မှ Bagola ရှိတယ်ဟို PSG က၃ယောက်ကတိုက်စစ်ကလုံးဝ strong ဖြစ်တယ်အဲ့ဒါကိုမှ Coman ရဲ့ Olisi ရဲ့ထပ်တွဲလိုက်တာအဲ့မှာ၅ယောက်ဖြစ်တယ်ပြင်သစ်က Wingers တွေအများကြီး Mbappe ရှိမယ်တူရန်ရှိမယ် Kolo Muani ရှိမယ် Akidike ရှိမယ် Jean Philippe Mateta ရှိမယ် နောက်ဆုံးများအန်ခူခူအန်ခူခူကတော့ဖြစ်နိုင်ကြီးမရှိသလားပဲပြင်သစ်မှာကစားဖို့ခက်ပြင်သစ် stroke ရမ်းဖြစ်တယ် attacking ဘက်မှာဘာမှပြောတော့သူ့မှာလူများကြီးပဲတောင်မန်ကဗျာဘာကူလာကစားမယ်ပဲပဲချမ်းကကိုမန်ကစားမယ်အဲ့ပဲချမ်းကဒူရဲ့ညာကစားတာများတယ်ဆိုဒူရီကိုညာကစားမယ် Michael Olise ကိုညာကစားမယ်တကယ်လို့ Olise ကိုအလေထည့်လို့ရတယ်ဘိုင်မြို့နဲ့မှာ Michael Olise ကိုသူအလေသုံးလို့ရှိတဲ့အတွက်ကြောင့် Michael Olise ကိုလေဝင်တာဒါမှမဟုတ်ရှင် Tambelli ကိုအလေထည့်လို့ရတယ်။ Tambelli ကဘယ်ညာနှစ်ဖက်ရတယ် so ambappe ကိုအထောင်ထားပြီးတော့ dambebe ကို30ခုမှာထား michael olise ကိုညာမှာထားပြီးတော့ဘယ်ဘချမ်းမှာ bakula ရှိမယ် koman ရှိမယ်ကြိုက်တဲ့သူ၃ဘာမှပြောစရာမရှိပြင်းသစ် strong တော့ဖြစ်တယ်တခုပဲဒီပြက defensive ကစားမတွေအရန်ကြီး defensive သမား၃ယောက်ဆိုတော့ကျွန်တော်မကြိုက်ဘူးအမှန်တိုင်းပြောတာအဲ defensive သမားပုံမှန်နဲ့ ravio နဲ့ showmani ကိုပဲအဓိကထားကျွန်တော်တို့က kamavinga လို့ဘာလို့ဒါတွေတောင်တော်ထက်တွက်တာမဟုတ်ဘူးเนาะပြင်းသစ်မှာ strong ဖြစ်တဲ့ကစားမတွေအများကြီးပဲသူတို့မှာ ပြည်သူကသားမလေးအခုကျွန်တော်တို့ AM position မှာအခုမိုနာကိုကချက်တိတ်လေးတစ်ခေါင်ရှိတယ်တခြားလေးလည်းတော့ကောင်းတယ်မင်းကတောင်ဆုံးကိုးသွင်းသွားတဲ့ချက်တိတ်လေးဆိုလည်းလူသစ်တွေအများကြီးပဲပြင်သစ်ကပြည်သူကတော်တော် strong ဖြစ်တယ်ကျွန်တော်ကပြောလို့1994 98 2000မှာ Brazil ဖြစ်ခဲ့တဲ့ပုံစံတိုင်းပြင်သစ် back to back fight နဲ့သုံးခုတက်နိုင် Champion မဖြစ်နိုင်ဘူးလားပြောရင်တော့မှ chance ရှိတယ်ဘာကြောင့်လဲဆိုတော့နံပါတ် 1D Shaw ရဲ့အရေးသွေးကြောင့်ဒီဒီ D Shaw ကိုပြီးခဲ့တဲ့ World Cup တုန်းကဘယ်သူမှမမျှော်လင့်ထားအောင်ပြသူတက်လာမယ်လို့ ဒါပေမဲ့ဒေးရှော့လောက်ပြတယ်ဗျကန်ဆိုးလို့ပယ်နတီရှုတော့တော့ကန်မယ်50-50ပဲဗျာဒါပေမဲ့အဲ့ဘူလူပွဲကအာဂျင်တီးနားပိုနိုင်သင့်ခဲ့တယ်ပိုးတော့တပွဲလုံးကိုသူတို့ကတောင်းချောက်ဦးဆောင်လာခဲ့တာဒါပေမဲ့ပြောချင်တာကပြင်သစ်ဟာအမြဲတမ်းကောင်းတဲ့အသင်းဗျာအမြဲတမ်းကောင်းတယ်ကျွန်တော်ထင်တော့ပြင်သစ်လောက်ပြနိုင်စွမ်းရှိတယ်ပြင်သစ်ကအခုအမှန်တိုင်းပြောရင်တော်တော် strong ဖြစ်တဲ့ squad ကိုပိုင်ထားတာစံတဲ့ဘက်မှာပြိုးစရာမရှိဘူး right back ပြိုးစရာမရှိဘူး left back ပြိုးစရာမရှိဘူး goal မှာပြိုးစရာမရှိဘူး queen နဲ့ပြိုးစရာမရှိဘူး four ball လို့ကစားမှမျိုးတယောက်ပိုင်ပိုးတော်ကောင်းအောင် ဒါပြင်သစ်ကျွန်တော်ထင်တော့ပြင်သစ်ဆွဲတော်တော်တောက်နေတော့ဒါတော်တော်တောက်နေတယ်မှာပါတယ်အတူကာမာဗင်ဂါတို့ဘာလို့ကြံသေးတယ်သူက option တွေအများကြီးရှိတယ်ဗျပြင်သစ်လိုရေးစင်အသေးနဲ့ DD dish shot ampape ကလည်းလုံးဝ on fire ပဲအခုပြင်သစ်လိုရေးစင်မှာ ampape ကအများကြီးကိုသွင်းတယ်အခုဆိုမကြဘဲ all time top ကိုဆိုဆို question က ဒီဒီဇီဒန်တို့ဒီဒီဒေရှောတို့လော်ရန်ဘရန်တို့ဖာဗီယိုဘာသက်တို့ကနေစတိုက်ဟိုးတုန်းကအွန်ဝီပေါ့လေဒါဒေရှောတို့လည်းဒီတိုင်းပဲဒါအဲ့အွန်ဝီတို့ထရာစီဂီတို့နဲ့အခုဇီဒန်တို့ဒေရှောတို့ကနေအခုပြင်သစ်ကတောက်လျှောက်ကနေပြီးခဲ့တဲ့2018ပြင်သစ်ကနေအခု20နှစ်မှာသူတို့ final တက်ပြီမယ်အခုဒီချိန်မှာပြင်သစ် back to back final ၃ခုတက်ပြီးတော့ချန်ပီယံဖြစ်နိုင်လားဘယ်လိုထင်လဲကျွန်တော်တို့ chance ရှိတယ် every possible chance ကပြင်သစ်ရှိမှာရှိတယ် တောင့်တင်းတဲ့ squad နဲ့အတွေ့အကြုံရှိတဲ့ကစားမတွေကစားမတွေရဲ့ phi ဥမာ dumbbelly ဆိုရင်သူ့ရဲ့ phi ဒူတွေကလည်းသူ့ရဲ့ phi ကိုရောက်လာတော့မှာအမ်ပါပေးကသူ့ရဲ့ phi မှာရှိတယ်ရှိုမန်းနီကလည်းကောင်းနေတာโอเคနည်းနည်းကြာတာကအခုကွန်တေးကသူ့ရဲ့ phi မှာရှိတယ်ဆလီဘာသူ့ရဲ့ phi မှာရှိတယ်ဒါပေမဲ့ခနာတေးနည်းနည်း shake ကြီးဖြစ်တဲ့ goal မပြဿနာမရှိဘူးအဲ့မှာ channel position တွေတော်များများလည်းတော်များများ strong ဖြစ်တယ်ကျွန်တော်ကျွန်တော်ပြည်သိက every possible ya chance ရှိတယ်ဒါကျွန်တော်အမြင်ဘလို့မြင်ကြတယ်ဖရန့်ကိုကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်